်ကျွန်တော်ပြီးခဲ့တဲ့နှစ်ပတ်လောက်လေးဖခင်ကျွန်တော်အရင်နှိုးစော်တယ်ဘန်ကောက်မှာလည်းကျွန်တော်စပြီးတော့မှမြန်မာ passport လက်တင်ပြီးတော့မှဆူတောင်းပေးခဲ့တယ်ပြီးခဲ့တဲ့အပတ် Saturday မှာလည်းရှမဖြူလင်းတွေရဲ့ passport ယူတယ် passport တွေအားလုံးကိုင်ပြီးတော့လက်တင်ဆူတောင်းခိုင်းတယ်ဒီအရာကတိုက်ဆိုင်မှုလို့တင်ထင်ကောင်းထင်လိမ့်မယ် အခုစပြတော့မှမပွင့်နိုင်တဲ့နိုင်ငံပွင့်သွားပြီဖြစ်တယ်အထူးသဖြင့်ညီကောင်မောင်တို့မလေးရှားနိုင်ငံဆိုတာဗီဇာရရင်တော့မှပြန်လွတ်တဲ့နိုင်ငံဖြစ်တယ်ပြီးတော့မှမြန်မာပတ်စပို့နဲ့မလေးရှားဝင်သွားရင်တော့မှမြန်မာပတ်စပို့နဲ့ဆိုပတ်စံပေးမလဲဘူးမြန်မာ passport နဲ့ဆိုရင် money exchange မလုပ်ပေးဘူးမြန်မာ passport ကို visa free country ဖြစ်ဖို့ဆိုတာဘလို့မှမဖြစ်နိုင်ဘူး။ဒါပေမဲ့တို့ကြွေးကြော်ခြင်းကမလေးရှား visa မလို့ပဲနဲ့14ရက်ပွင့်သွားပြီဖြစ်တယ်။အဲ့ဒါမကြာခင်မှာကျွန်တော်မလေးရှားမှာလုံမဲ့ပွဲကြီးတွေအတွက်ဖြစ်တယ်။နိုးထမှုအစီအစဉ်တွေအတွက်ဖြစ်တယ်။ဖျားရှင် ဖွင့်တဲ့တကားကိုဘယ်သူမှပိတ်လို့ မရဆိုတော့ဆရာတို့ထပ်ပြီးတော့မှ profit ပြုရအောင်မကြမီမှာဒီမြန်မာ passport ဟာနိုင်ငံကြီးတွေကိုပါ visa မလိုဘဲနဲ့သွားတဲ့ခွင့်ကိုဖျားခင်ပြင်ဆင်ပေးလိမ့်မယ်ဆိုတာယေရှုနာမနဲ့ကြေညာတယ်အာမင်ယေရှုနာမနဲ့ကြေညာတယ်အာမင်ဆိုမဖြစ်နိုင်တဲ့အရာတွေပြောချင်တာကမြန်မာ passport အများအားအရေးခံရတာနော် ဝန်ခံနဲ့ဝန်ခံနဲ့ဝန်ခံနဲ့စတင်တော့မှပွင့်လာတယ်အခုစပ်ပြီးတော့မှဂျေဆုတော်ချီးမွမ်းမယ်ဝန်ခံမယ်ဆိုရင်ကျွန်တော်တို့ဗီဇာမလိုတဲ့နိုင်ငံတွေဒီ South East Asia ထဲမှာပဲစမယ်ဒီ South East Asia ထဲမှာနိုင်ငံတွေအထူးသဖြင့်အထူးသဖြင့်ချက်ဝိညာဉ်ထဲမှာခံစားနေရတယ်ဂျပန်တို့ကိုရီးယားတို့ ဆက်ပြီးမှဘုရားရှင်ဖွင့်ပေးလိမ့်မယ်။မျက်နှာသာရရှိလာလိမ့်မယ်။အာမင်။အာမင်။ဘုရားရှင်အလုံးလုံးနေပြီဖြစ်တယ်။အာမင်။ဘုရားခင်အလုံးလုံးနေပြီဖြစ်တယ်။ဒါကြောင့်တင်းတို့ဆူတောင်းတဲ့အခါမှာ result တွေပေါ်ထွက်လာတဲ့အထိတင်းတို့ဆူတောင်းတတ်ဖို့အရင်ရင်ကြည့်တယ်။အခုစတင်တော့နေရာယူနေပြီ။မဖြစ်နိုင်ဘူးဆိုတဲ့အရာဆရာအတွက်ဆရာ ပြောပြမယ်။ မလေးရှားမှာဘလောက်ထိမြန်မာလူမျိုးတွေပြဿနာရှိလဲဝင်သွားရင်ပြဿနာရှိလဲဆိုတာဆရာမြန်မာ passport နဲ့ဆရာတွားတဲ့ချိန်တိုင်းမှာအများအားဆရာခေါ်သွားတဲ့သူတွေပေါ့နော်အများအားပြဿနာဖြစ်တယ်ရစ်တာနဲ့ဘာနဲ့ညာနဲ့မျိုးစုံမလေးရှားပွင့်ပြီမလားအဲ့ဒါဇတ်တိုက်ပွင့်တော့မယ်အာမင်ကြိုက်တာပြောတိုက်ဆိုင်မှုဟုတ်လားမဟုတ်လားဆိုတာမကြခင်သင်တို့တွေ့ရလိမ့်မယ်ဘာတိုက်ဆိုင်မှုမှမဟုတ်ဘူးလား ဆိုတော့ဘာပြချင်တာလဲဘုရားသခင်ကပြောရင် ပြောတဲ့အတိုင်းအလုပ်လုပ်တဲ့ဘုရားရှင်ဖြစ်တယ်အာမင်ဆိုတော့တို့ကလည်းပဲဝန်ခံရင်ဝန်ခံတဲ့အတိုင်းဖြစ်ကိုဖြစ်ရမယ်ဆိုတာကိုသင်ယုံကြည်ဝန်ခံတတ်ဖို့ရည်ကြီးတယ်ဆိုဟုတ်ပြီသင်တို့ password တွေစကင်မယ်ကိုမရသေးတဲ့နိုင်ငံတွေစတင်မတော့မှဝင်ရောက်လာမယ်ဒီ password တွေဒီမျက်နှာသာရတဲ့ password ပြန်ဖြစ်လာမယ် ်အာမင်ကျွန်တော်ကနိုင်ငံအတွက်ကိုစားပြုပြီးတော့ဆုတောင်းဖို့အရေးကြီးတယ်ဆိုတာဖခင်စကားပြောနေလို့ဖြစ်တယ်မြန်မာပြည်ကစတင်ပြီးတော့မှကောင်းကြီးခံစားတဲ့နိုင်ငံဖြစ်လာပြီတို့ဆုတောင်းတဲ့အရာအားလုံးကအမြဲတမ်း result ရှိနေရမှာအာမင် ဆိုတော့ result ရှိချင်ရင်တင်ဆူတောင်းပြတာနဲ့တခုခုဖြစ်လာတော့မယ်ဆိုတဲ့အရာတခုကိုတင်လုံးဝယုံကြည်ထားဖို့အရေးကြီးတယ်ဝန်ခံထားဖို့အရေးကြီးတယ်ကျေးဇူးတော်ချီးမွမ်းတတ်ဖို့အရေးကြီးတယ်မြန်မာပြည်သားတွေဟာအာရှမှာပထမဆုံးမျက်နှာရတဲ့နိုင်ငံဖြစ်လာမယ်အခုစတဲ့မလို့ချိန်ညမယ်စတဲ့မလို့ချိန်ညမယ်ဩစတြေးလျပိတ်ဩစတြေးလျကမြန်မာပတ်စုပိတ်ထားတယ်ပြန်ဖွင့်ရမယ် မေရိကမြန်မာပတ်စပို့တွေပိတ်ထားတယ်ပြန်ဖွင့်ရမ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 ယ်ယေရှုနာမနဲ့ချိန်ညားတယ်စတဲ့မချိတော့ချိန်မွားမယ်စတဲ့မချိတော့ချိန်မွားမယ်ဒီမြန်မာပတ်စပို့ပိတ်ထားတဲ့နိုင်ငံတွေပြန်ဖွင့်ပြီဖြစ်ကြောင်းယေရှုနာမနဲ့ချိန်ညားရအောင်အာမင်ဟာလေလုယာမြန်မာပတ်စပို့ကိုပိတ်ဆို့ထားတဲ့နိုင်ငံတွေဥပဒေကိုပြောင်းလဲစေတဲ့ဖခင်ဟောက်လာမောလာဆာမချခင်တွေ့ရလိမ့်မယ် လို့ရမြန်မာနိုင်ငံကိုမြန်မာနိုင်မြန်မာနိုင်ငံပါစပို့ကိုပိတ်ဆို့ထားတဲ့နိုင်ငံနေမြန်မာနိုင်ငံကစင်ရဲလို့ဘာလို့ဆိုအထင်သေးတဲ့နိုင်ငံနေဖယားရဲ့လက်တော်ကြီးကိုစတင်မြင်တွေ့ပြီမြန်မာပါစပို့ဟာမြန်မာပါစပို့ဟာမြန်မာပြည်သားတွေဟာနိုင်ငံတကာမှာကောင်းကြီးဖြစ်တဲ့သူတွေဖြစ်တယ်ဆိုတာကိုတို့တို့အတိမပြုရမယ်တို့တို့တိလာရမယ် တို့တို့သိလားမယ်မြန်မာပြည်မှာလည်းဖျားလူတွေရှိကြအောင်တို့တို့သိရမယ်မြန်မာလူမျိုးတွေမှာဖျားလူတွေရှိကြအောင်တို့တို့သိရမယ်ဖျားလူတွေရဲ့ဆူတောင်းခြင်းဟာနိုင်ငံတွေကိုတုံ့လှုပ်စေတယ်ဖျားလူတွေဆူတောင်းခြင်းဟာယာတိဥဒုတွေကိုပြောင်းလဲစေတယ် ဘုရားလူတွေရဲ့ဆုတောင်းခြင်းဟာအမျိုးမျိုးသော ပြောင်းလဲမှုတွေကိုဖြစ်စေတယ်။အာမင်္ဂလာကနဲ့မင်္ဂလာကိုဖြစ်စေတယ်။ဝမ်းနဲ့ရှင်းတဲ့နဲ့ဝမ်းမြောက်ခြင်းဖြစ်စေတယ်။ဟောကျွေးရှင်တဲ့တရှင်ဆိုရတဲ့ခွင့်ကိုဘုရားပြန်ပြည့်စင်ပေးတယ်။စည်ရခြင်းနဲ့ကြွယ်ဝခြင်းကို ပြန်လဲဖြစ်စေတယ်။အဲဒါကဘုရားလူတွေရဲ့ကျွေးကြော်ခြင်းဖြစ်တယ်။ဘုရားလူတွေရဲ့ဆုတောင်းခြင်းဖြစ်တယ်။ဘုရားလူတွေရဲ့အခွင့်အာဏာတကောနဲ့အမိန့်ပေးခြင်းဖြစ်တယ်။ ဆိုရင်ဒီကနေစပြီးတော့မှပိတ်ဆို့ထားတဲ့နိုင်ငံတွေဒီတို့ရဲ့ကြွေးကြော်ဝန်ခံခြင်းအပြင်ပွင့်သွားပြီဖြစ်ကြောင်းပွင့်သွားဖြစ်ကြောင်းဟာလေလုယာယူရိုပနိုင်ငံတွေစတင်ပြီးတော့မှမြန်မာပြည်ကို free နိုင်ငံတွေဖြစ်ပြန်လဲပြီးတော့မှအတိမတ်ပြောပြီဖြစ်ကြောင်းယေရှုနာမနဲ့ချိန်ညားတယ်ယေရှုနာမနဲ့ချိန်ညားတယ် America နိုင်ငံဘာကြောင့်ပိတ်လဲ ဟိုမှာရောက်သွားတဲ့အခါမှာမမမပြောဘဲနဲ့နေလိုက်ကြတာများတဲ့အတွက်ကြောင့်ပိတ်သွားတယ်။ဒါပေမဲ့တစ်ချက်ပဲငါတို့ရဲ့ကောင်းကြီးပေးခြင်းအပြင်ငါတို့ရဲ့တက်တော်ပြန်ကြည့်ခြင်းအပြင်မြန်မာပြည်သားတွေကငါတို့အတွက်ကောင်းကြီးဖြစ်တဲ့လူတွေဖြစ်တယ်ဆိုတာကိုပြန်ဖြစ်သွားတဲ့အထိဘုရားခင်ပြန်ကောင်းကြီးပေးရမယ်။ဟာလေလုယာမြန်မာပြည်ကိုကိုးစားပြုတဲ့ကျွန်တော်လာမယ့်၂ရက်၃ရက်နေ့မှာဩစတြေးလျကျွန်တော်အပြင်ကောင်းကြီးဖြစ်ပြီဖြစ်ကြအောင် ရှုနာမနဲ့ကျင်းညားတဲ့မြန်မာပြည်သားတယောက်ကအော်စတြေးလျပြန်လဲကောင်းကြီးဖြစ်စေဖို့အဲ့ဒီကောင်းကြီးကိုကိုစားပြုတဲ့ဆောင်းသွားတာဖြစ်တယ်မြန်မာပြည်ကအော်စတြေးလျကောင်းကြီးဖြစ်စေနေပြီမြန်မာပြည်အမေရိက ။ကြောင်နေတယောက်ကြောင်တယောက်ကောင်းကြီးပေးအောင်ကြောင်တယောက်ကောင်းကြီးပေးအောင်။တရားနိုင်ငံတကာကောင်းကြီးတဲ့ဆောင်သွားတဲ့သူဖြစ်ရမယ်လို့ကောင်းကြီးပေးအောင်။မဖြစ်နိုင်ဘူး။ Australia နိုင်ငံ။မြန်မာပြည်ကိုပြန်ဖွင့်ပေးရမယ်။မြန်မာပြည်ကို visa ပြန်ပေးရမယ်။အဲ့ဒီအတွက်ဆရာဒီတရက်နေ့မှာ Australia ကိုရောက်လိမ့်မယ်။တရက်နေ့မှာ Australia မြေကိုနင်းတာနဲ့ ခြေနင်းပြီခြေနင်းလို့စတဲ့ကောင်းကြီးပေးမယ်ကျွေးကြမယ်မြမပြည့်အတွက်ကျွေးကြမယ်